ုံနေပြီဘာတွေတော့တပီတော့နဲ့တိခဲ့တဲ့အချိန်မှာမရှိခဲ့ဘူးဗျာနောက်ပိုင်းတပီတော့နဲ့၁၂နှစ်ကျော်လောက်တပီတော့တပန်းနဲ့ကမတွေ့ကြတော့တဲ့အချိန်ခါလေးမှာပေါ့ဗျာမတွေ့ကြတော့တဲ့တပန်းနဲ့တပန်းဆိုတာသူနဲ့လည်းဟိုအရန်တီးတော့မဟုတ်ဘူးပေါ့ဗျာတင်ပါတင်သူဆရာတမားเจ้าမှာတပီတော့တို့ဘာเจ้าကိုပထမ်းပွဲပင့်လို့တပီတော့ကတော့ဟောတယ်တော့ဟောတော့သူကဆရာတော်ကြီးရဲ့တပည့်ဖြစ်တဲ့အတွက်သူကဟိုမှာလှုပ်ရှားရှိတာလှုပ်တဲ့အတွက်ကိုနဲ့ဟိုတခွန်းနှစ်ခွန်းပြောပြခဲ့တယ်ဗောဗျာ ီလောက်ပဲမိတ်ဆွေလည်းမဟုတ်တငယ်ချင်းလည်းမဟုတ်ဘူးအဲသူ့เจ้าမှာတော်ရွတ်ဖူးတယ်လို့ပဲပြောပြတာပေါ့ဗျာအဲ့လိုပဲအခုလို့သူဖြစ်သွားတဲ့ဖြစ်စင်မောမောဒီလိုတန်ခါရင်နေတော့တန်ဝေကယူဖို့မကောင်းဘူးလားမကောင်းတာပေါ့ဗျာရှင်မယားအခုဓမ္မစီရအာတပိတော့ဘာသာမှမရှိပါဘူးဩငယ်လက်ကြီးဘာသာမှမရှိပါဘူးဩအခုဘာမှမအောင်ပါဘူးဩအခုနေတော့ဘဟန်သုံးလမ်းပါနေဩဘဟန်သုံးလမ်းပဲကြောက်အောင်ဩဘန်းဩအောင်မန်းကြောင်းလိုက်နေနေပြဿနာကြောင်များတာနော် န်အောင်ရကပြဿနာခုနောက်ပိုင်းတော့တိတ်တော့မင်းမဖြစ်တတိယတော့ဒီမှာအဲ့ဒါအကုန်လုံးရှိတယ်လားလှမ်းပြီးရောသာဖြစ်တာလူထားတာတွေပေါ့ဗျာဟုတ်ပါဘူးဟုတ်လားဟိုပါပေါ့ဟိုလူထားတယ်ဆိုတာလဲဆရာတော် तू ကဟိုအများအမြင်မှာလူတွေကတော့ပြောမှာပေါ့ဗျာလူတွေထက်လက်ခံတဲ့လူတွေထားတယ်စီးပွားရေးလုပ်တယ်ဘာညာပေါ့ဒီလူတွေတော့လူတွေကတော့ပြောကြမှာဗျာဒါပေမဲ့ဆရာတော်ကအခုယောဂဝေဒနာဖြစ်နေတဲ့ဒုက္ခတွေနေစရာခုခုကအခုကဆေးရုံစေးကန်းနဲ့ဝေးတဲ့ ိုးတွေခွားတွေလူငယ်တွေလူရွက်တွေတကယ်ဒုက္ခရောက်လို့ရှိရင်ဆရာတော်ကတကယ်ပတ်သက်မယူဘူးဗျာတမတမတကယ်ဒုက္ခရောက်ရင်တကယ်ပတ်သက်မယူတဲနေရင်မီးတော့တော့မှဆင်းပြောင်းနေပေါ့ဗျာအဲဒီသဘောလေးတော့ရှိပါတယ်ကျေးဇူးတင်ပါတယ်ဒီလိုကဒါဟိုလူရည်ကတကယ်သတင်းရောက်လို့ပြောတာပါဟုတ်ပါကျောင်းနဲ့မပြောနိုင်နဲ့သိတာဟုတ်နောက်ပြတော့လဲဒီလိုဒီရွှေကုံဖျားနာမှာဒါမျိုးတွေအများကြီးပြန်ပို့သိပါတယ်ပြန်စာလဲမလိုက်တော့ဘူးအဲ့လိုပဲ ဲ့နာကြောင်းမှလည်းရှင်မင်းနဲ့တာဝန်ခံတော့ဖြစ်လာမှာပေါ့ဟမ်အောင်မန်းကြောင်းမှရှင်မင်းဖွဲ့ဘူးဘာလို့ပညာဏ္ဍဟုတ်ပညာဏ္ဍအနေနဲ့လဲရှင်တာဝန်ခံလည်းမဖြစ်ဘူးခင်ဗျဟုတ်လားဒါမှအဲ့မှာနေတာတပည့်တော့ကအဲ့မှာတကယ်တုံးတာပေါ့ဘယ်လောက်ပေးရလဲတပည့်တော့ဗျာမပေးရဘူးအေးတချို့ပေးရတယ်လို့ပြောတယ်ဘုန်းကြီးကဘုန်းကြီးကပေးရတယ်ဆိုတာကဒီတိုင်းပေးရတယ်တတ်မှတ်ချက်တော့မဟုတ်ပါဘူးခင်ဗျသူ့ဘက်သူ့ ဟိုတလအတွင်းမှာရေတွေတုံးတာရှိတယ်မီးတွေတုံးတာဓာတ်တွေဆရာတို့ကမီတာတွေဆောင်ရတယ်ရေတွေလို့လည်းပြက်တာတွေပြင်ရတော့သူတို့ဘာရင်2000 3000 3000 4000တောင်းလေးစေတနာတရားတရားနဲ့တက်လှူတာတော့ရှိရင်ရှိရင်ရှိမှာပေါ့ဗျာဒီမှာပြီးတော့တော့မပေးရပါဘူးဗျာဒီမှာဒီမှာအဲ့လိုလေးလေကြမ်းပြီပါဖရာရဟန်းနဲ့တော့အဓိကမလူတယောက်ကအဲဓမ္မတယောက်ကလာပြီးပြီးတော့တိုင်နာပို့တာပေါ့အဲ့တော့ဒီတော့အင်းဖေးပဲနောက်ကြမှာပါလေနောက်ရဟန်းဆိုလဲ မပါချင်ဘူးလေငါပြောကိုကြောင်းကိစ္စတယ်ဒီရှေးတော်ကဘုရားပန်ဝင်ညမှာအဲ့ဒါမျိုးကြောင်းနေအများကြီးဟုတ်ဗျာအဲ့ဒါလည်းအရှင်မပြောလို့ပဲကက်ကက်ရှိရင်တဲဟိုးရှေးတော်ကတည်းအနှစ်ပေါင်းများသွားတယ်လေဒါပေမဲ့အဲ့ထက်မှလူရောနောက်ထပ်ပြဿနာကြီးအဲရောင်းဝယ်ကြီးအဲ့ဒါမျိုးတွေနောက်ရယ်လိန်တဲ့လူတွေရောအဲ့မှာရောက်နေအဲ့ဒါမျိုးတွေကြားရတာပေါ့ဗျာဒါကတော့ရွှေကုန်းရဲ့အခြေအနေပေါ့ဘုရားအရှင်မပြောတဲ့ခုနကဥတ္တမစာနဲ့ပတ်သက်လို့ဒီရောကတော့ဟိုအဲလူတမ်းမှုရောလက်ခံပြီးဖြစ်ပြီးဒါကတော့ဘာမှလုပ်မရဘူး လူနဲ့ရောလို့လူလို့ဖြစ်တာစာသင်စာကြလုံနေမယ်တရားဟောတရားပြလုံနေမယ်ဆိုရင်ဒါမှမဖြစ်ဘူးလေဖြစ်ရလဲအကြောင်းမရှိဘူးလေသူတို့ယဟန်လေဟုတ်ဘူးလားအဲလူနဲ့ပြီးတော့လူပုံပေါက်သွားတာပေါ့ဒါကြောင့်လည်းအခုလူပြတ်တာတွေဖြစ်ကြတယ်ပေါ့ဒီဒါဟောတင်ပြနေတာပါနောက်ပြကြတော့ဘုန်းကြီးကမရင်းကျင်နေလို့အဲမဟုတ်မှတ်တယ်ကိုပြောလိုက်တဲ့အခါမှာတာနာညှိုးတယ်လေအဲကိုတက္ကမဆိုမှလည်းသူတို့မှအပြန်အလှန်အပြေးအယူရှိမှာဟုတ်ဗျာ အဲသူတို့ဖြစ်နေတဲ့ပြဿနာဆင်တာတော့အကြောင်းတော့ရှိလိမ့်မယ်အဲဟုတ်ပြီအကြောင်းတော့ရှိလိမ့်မယ်လို့တပည့်တော်ထင်ပါတယ်ဖြစ်နိုင်ကြီးကဒီတိုင်းဗလာကြီးတက်တက်တော့ဟုတ်တယ်ဗလာကြီးတက်တက်တော့မခုတ်တော့ဘူးအခုကဒါကလည်းအထဲမှာကျိုးရောက်ပြီးသားသူလုံးမယ်လို့သူ့မှာရည်စူးပြီးသားဖြစ်နေတာနောက်ပြီးကြတော့အရှင်အခန်းထဲခေါ်ပြီးတော့ဟိုအဝိရှော်တယ်ဆိုတာမဘွေးဘာမှသင်ငန်းရှော်စရာမရှိဘူးလေအဲ့ဒါဟိုအခုရောက်အခုတန်းပြီးတော့ခုတ်ကြထစ်ကြဖြစ်တာဟုတ်အဲ့မှာသူအော်ဟိုင်ဟဲ့ကနေစွန်းစားမဲ့လို့နော်အထဲမှာဘုန်းကြီးရန်တတ်တော့ဟောလားဖုန်ကြီးစကားပြောတော့ဆိုတော့ ဒါလေးကိုကြည်ချင်းအဖြစ်မကလေးတွေပြောတာကြည်ချမ်းတယ်သူပြောလဲဘလုံးကိုကဝင်းပြီးဆွဆွဲလို့လည်းမရဘူးအဲဥဒမာဇာရရန်ကောင်းဟုတ်မဟုတ်လဲသူပြောမသိဘူးဒါကြောင့်သူတို့ကရှင်မပြည့်တဲ့အတန်းနဲ့ကိုဝင်းဆွလိုက်ရင်နိသူတို့ကအဘတ်တက်မယ်နိအဲသူမပါလဲမပါချင်ဒါပေမဲ့ချစ်စင်ကိုလူတွေနားနဲ့သွားစီကျင်တာနောက်ပြီးတော့ဒါကြီးကလိုင်းပေါ်မှာစာရွက်နဲ့ရေးပြီးတော့မဟုတ်မှတ်တွေတင်တော့ကြတော့ကျန်တဲ့ဆရာတော်ဖျားကြီးတန်ငါခေါင်းနေဖရမလားတကယ်ကိုပြိယပြိပပြိဝေဒပြည့်စုံတဲ့ဆရာတော်ဒီမှာ တော်တော့ကိုညှိုးနှွမ်းတယ်ဘာမှမဟုတ်တဲ့ကိစ္စကြောင့်အခုလို့ရှင်းထားလိုက်တော့အက္ခရမသွားရိုက်လိုက်တော့အလုံးနားလည်သွားတယ်ဟုတ်တယ်ဗျာဟုတ်တယ်မလားဟုတ်တယ်ဟုတ်တယ်အဲ့တော့ဒီကကာကွယ်တာလူပြောရင်မမှန်ဘူးလားမှန်လားလက်ခံပါလေခင်ဗျမှန်ပါလေကာကွယ်တာလက်ခံတယ်မှန်တယ်မှန်ပြည်ပြည်ပါအားနေရစီကုံကန်းတယ်ရှင်မကြီးဘူးလည်းနေတာမဟုတ်ဘူးကိုကန်းနဲ့ကိုသွားရတာနဲ့အလူဟိုဘာမှန်းလည်းအလူရှင်လည်းရှိတာမဟုတ်ဟာဥက္ကရာရေးလို့ဆိုဘူးမန်းလာထောက်ပါနာမှုအမေကိုကိုကြိုးစားပါတယ် ကောင်းပါပြီပြ။ဒါပဲပြောပြောအဲတပည့်တော်သာနာမှာမရှိမြလဲအဲစပီးအားနေတယ်မလုခဲ့ခုဘနဝ။ဆရာတပည့်တော်အခု9ဝပြ။ဩငယ်ပြီမဟုတ်ဘူးလား။မဟုတ်ဘူး။ဘယ်လိုလူထွက်လိုက်ရသေးတယ်ပေါ့။လူထွက်လိုက်။ဩအရင်ကစိုက်ဘာလိုက်တော့အတိပါဘောနော်။မှန်ပါတပည့်တော်ဟိုအလက်တန်းလောက်ပဲရှိပါတယ်။ဩအဲ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 ကြောင့်လက်တန်းကတကယ်တော့ဘာမှဟိုပါပေါ့နဲတယ်ဗျာဒီကနေနဲတယ်ဆိုတာပြီးတော့ဘယ်တန်းဘယ်ရမပြောတော့ ကောင်းပါလေပြဒါလည်းကိစ္စမရှိပါဘူးအရေးကြီးတာနည်းနည်းတော့ဟိုစာပေကဟိုတခြားတော်တွက်တို့တောင်မြန်းတို့အဗျုဒ္ဓခရရဲ့ဆိုင်တော့ဟုတ်လားမလားဆရာကြအရှင်မြတ်အရင်ဘဏဝါနဲ့ထွက်တာပြီးတော့6နှစ်သားတဲ့ဘုံရောက်ရောက်အော်အဲ့တော့ကျောင်းသားကိုရင်ဦးစင်အဲ့ဘဏဝါမှာထွက်လိုက်သေးတယ်ပြီးတော့နည်းတော့ပါဗျာဒီတာမဏိ တာမဏိဘဝမှာနေပြီးတော့ဒီလိုသာသနာဇောတိကဆာစင်တိုက်ကိုနေရဟန်းဘဝတိအဲ့မှာနေမှာပြီးတော့9ဝါလောက်အဲ့မှာနေခဲ့တာဇောတိကဟောအင်းပြီးတော့တပြီးတော့နင်းပေါ့ဗျာ73ဝါလောက်ရမှာပေါ့ဗျာဩကိုရင်ဝါဘောရလူကြီးဟိုရဟန်းဝါလားဟိုကိုရင်ဝါရဟန်းဝါကိုရောပြောတာလေအင်းကိုရင်ဝါဘယ်လောက်တုန်းရဟန်းဝါဘယ်လောက်တုန်းမနေ့ပေါ့ဗျာရဟန်းဝါက6ဝါလောက်ဖြစ်မှာအဲ့မှာလူထွက်လာတာ26နှစ်လောက်မှာမှန်ပါအဲမိမရလိုက်ကွာ ြောမလဲဗျာဒါတွားပြောနေတယ်ဟင်းရခဲ့ပါလေအင်းအင်းကလေးပဲမွေးသေးလားအဲတတိတော့ကလေးပဲမွေးလဲသေးလားဆိုတော့တယောက်ရပါတယ်အင်းဘူဘယ်ရောက်သွားဘယ်ခုဘယ်ရောက်သွားလဲဆိုတော့တတိတော့အတော်အရင်ပေါ့ဩတတိတော့အတော်ရင်းရယ်တတိတော့ဘာကြီးပေါ့အင်းဘာကြီးရလေဘကိုတိုင်းကဝမ်းမျိုးနဲ့ အုံအုံနဲ့ကြေးရွာရဲ့အထွက်ကအောင်ကံကျော်ရွာမှာဘာကြီးကကျောင်းတိုင်းဖုန်းလို့အင်းအင်းအဲ့နာမှာရင်းတော့ဥမလာဆိုရှိရဥခဲ့တာတိတယ်အင်းဆက်ပါအဲတပည့်တော်ကငွေသားငွေကံအဖြစ်နဲ့အပြည့်ထူလိုက်ဩပြည့်ထူရှင်ကလည်းအဲ့လေလာတယ်။ကောင်းပါပြီအခုရှင်မနဲ့တွေ့ရတဲ့အတွက်ဝမ်းသာပါတယ်။ရှင်မအနေနဲ့ကနောက်ဆုံးမှာဗာမင်းပြောချင်းလဲတပည့်တော်ရဲ့လှုပ်ဆောင်ချက်ကိုတော့ခုနတန်ငါတစ်ပတ်ရဲ့အခုဖြစ်စဉ်ဝင်တော့ရှင်မ ကြီးလောက်ငောင်းဝါနေပဲဖြစ်ဖြစ်အဲအလက်တန်းအောင်တဲ့တန်ဃာတော်ပဲဖြစ်ဖြစ်သုံးသက်ပြောက်အောင်ရှင်မတွေးလိုက်တော့ဒီပြေကရိုက်လိုက်ရတာပေါ့ဗျာဟာရိုက်လိုက်ရအင်းသူတို့ကလည်းတွေးလိုက်လို့ဆရာတော်နှုတ်ဆက်လိုက်တာပြန်ပါဗျာပြန်ပြောပြအောင်တော့ဟိုရှောက်ရှင်သားကဘယ်လိုလဲဆိုတော့ဒီမှာဘယ်ရာဝတ္ထုပဲမဆိုကောင်းတာလောက်တာတော့အကောင်းဆုံးပဲပေါ့ဗျာမှန်ပါမှန်တာလုတ်ဖို့ကောင်းတာလုတ်ဖို့ရည်ကြီးတယ်ဗျာအားလုံးဘာသူမဆိုးပါဗျာမှန်ပါရှေ့ဆက်ပြီးတော့သာသနာတော်ကိုလည်းပေါ့နော် ဒကာဒကာမတွေထောက်ပံ့လှူဒန်းနေတဲ့ဟာဒီအားလုံးကိုလည်းပဲဟိုဓာတုလည်းခေါ်ပါတယ်ပေါ့နော်အားလုံးဒီတန်ဃာတွေပေါ်ကိုလည်းပဲဒီလို line တွေပေါ်မှာဟိုဟုတ်တာတွေမဟုတ်တာတွေပေါ့နော်ဟိုတင်တာတွေမြန်တာတွေကြာလို့ရှိလို့ရှိရင်လည်းပဲအဲကိုနော်လေး ਨੇ တွေးပြီးတော့စဉ်းစားပြီးတော့မှချင်းချင်းယုံကြဖို့မအားမှောင်ပါလေဒီသဘောပါလေဆရာတော်ကြီးတွေလည်းအားလုံးထိခိုက်မျက်နာတယ်ပေါ့ဗျာအကုန်လုံးတန်ဃာတွေရောအကုန်လုံးပေါ့ဗျာဒီလိုဖြစ်တာ အဲဒီသဖြင့်ပြောချင်တာကတော့သတင်းမီဒီယာတွေတိတိကျကျမှန်မှန်ကန်ကန်ဒီနေ့တစ်ခုကိုတင်တော့မယ်လုပ်တော့မယ်ဆိုလို့ရှိရင်တိတိကျကျမှန်မှန်ကန်ကန်လုပ်ရင်ပိုကောင်းတယ်ပေါ့ဗျာအဲဆိုလူဒီမှာတန်တရားတွေနဲ့အထင်တွေနဲ့အမြင်တွေနဲ့အတွေးတွေနဲ့တရားနဲ့တရားဆွတ်ဆွဲမေးမြန်းပြောဆိုအဲတရားနဲ့တရားဆဲဆိုနိုင်ဒီပေါ်မှာဒီလိုတွေဖြစ်ကြတာကဒါတွေကဒီလိုတွေဖြွားလို့ဒီလိုတွေဖြစ်ကြတာများတယ်လို့ထင်တယ်ဗျာဒီသဘောပါရှင်မရေရှင်မတို့ကဟိုဘယ်လိုပြောမလို့ တာမဏတာရုပ်ပတ်ဖြစ်အောင်လည်းနေကြရသလိုဟုတ်တယ်နော်တာနာရောယဟန်ရဲ့ဂုံနဲ့ညီအောင်နေတာအကောင်းဆုံးလို့ဒီတော့တင်ပြကြပါမယ်နော်ကောင်းပါဗျာကျမ်းမချမ်းသာပါသည်ဘုလိုရှင်များတွေ့ပြီးတော့ဟိုအမြင်လေးနဲ့အတူပြောရင်ဒီရောအနေနဲ့လည်းအမတ်တရရောက်တုံးလေးမှာမတန်းတင်လိုက်တဲ့သဘောပါပဲဒီမှာတော့ဘယ်နည်းအားရဲ့ဒီဘက်ရိုက်ပေါ့မလို့ဘူးပေါင်းစားအားလုံးမှာသူအကြောင်းနဲ့သူကလိုအပ်ချက်တွေရှိနေအောင်ပြီးတော့တိုင်းပြန်လေ။တွေ့ရတယ်လို့လည်းဝမ်းသာပါတယ်။မြင်လာနှစ်ပါးပေါ့။ ကဲဆွန်လဲစားခြင်းတမ်းပြီဆွန်ပဲသွားဆောင်ပါအဲတပီတော်အကြောင်းမရကဲကျမချမ်းသာပါသည်ဗျာအဲဘုရားမှာတပီတော်ရှင်များတို့ဟာတပီတော်ကမီဒီယာကြီးကင်ပြောင်းဟန်ပေါ့သူကတန်မြာလွတ်ချင်လို့ဘုန်းကြီးဝင်လာလူဘလူဘွားလဲတပီတော်မခက်ဘူးမစင်ရဲခဲ့ဘူးအောင်မြင်နေတဲ့လူတယောက်လည်းဖြစ်တယ်ကြီးဘွားနေလူလည်းဖြစ်တယ်ဆိုတော့တန်မြာလူရေကိုတကယ်ကျူးစားဖို့ပဲလိုရတယ်ဗျာ လူဝခိုက်မာဒီလိုအိမ်အောင်လဲကြခဲ့ဘူးလေဓမ္မမှာစူပါရဲ့လောက်ခဲ့ပြီအခုတို့လဲတာနာတော့လဲဆောင်ရက်ပြီပြည့်စုံပြီလို့ပြောရမှာပေါ့နော်အဲ့တော့တပြီတော့အမြင်ကတော့ရမ်းမှဖြစ်လာရင်လွမြောက်ဖို့ငြိမ်းချမ်းဖို့အောင်မြင်ဖို့လိုတယ်အဲ့ဒီမှာချမ်းသာခြင်းလွမြောက်ခြင်းအမြတ်ဆုံးပါဗျာတပြီတော့အမြင့်ဆုံးလမ်းတွေကိုရှောက်ခဲ့မှုပါဘဝပေါင်းများလည်းရှိမှာနော်အဲ့တော့တပြီတော့အမြတ်ဆုံးလမ်းပေါ်မှာတကယ်အမြတ်ဆုံးသောတရားကိုရပါစေလို့ဆန္ဒပြုရ que estaba lo dueño con la economía.